အကျောင်းပေါ်မှာတိတ်ကြပြီးတော့ပေါင်းပြိုးသွားတယ်ပြန်လာတာပြည့်စုံနေရတယ်။အဲဒီမှာလက်တော်ပြေလာရန်တော်လေးကိုပေါ်ပြီးတော့ဗာအမိရှိရင်ဆိုတော့ရန်တော်တဲ့ဒီရန်ကသင်တို့ရဲ့ကောင်းလာရတဲ့ခီးကိုအခုကလည်းအခုကြောင့်နှောက်ချက်ဖြစ်တာလို့ရှင်းရပါလေနှောက်ချက်ဖြစ်လို့ရတယ်ဆိုပြီးတော့ဒီလိုလက်တော်လေးကိုခေါ်တယ်လက်တော်ပြန်လာ။အဲဒီလက်တော်လေးကိုပြန်လာအေးကပြောနေတာပါ။ဘယ်လိုလဲပြောနေတာပါအေးကနော်။အဲဒီလိုလေးလက်တော်ပါ ။ဘုရားရဲ့ဘုရားတော်ကြီးကမိသားစုပေါင်းပါဆရာကြီးတယောက်ဖြစ်နေတယ်။ဆရာကြီးတို့တော့တွေ့လို့နဲ့တွေ့ရမှာပေါ့။အဲ့တော့တနည်းတော့တပည့်တွေကမအားရလို့ရောရှိနေ။အဲ့တော့ဆရာကြီးကဘာဖြစ်လို့ဆိုတော့တပည့်တို့ဒီနေ့တို့ဒီမှာမတင်းတော့နေကိုဆက်ဆရာတို့ဆရာသင်မရှိတဲ့ကြောင့်မလို့သင်သွားပြီးတော့ပြေးကြတယ်။ဆင်းကိုထားခဲ့။တစ်ချက်နဲ့တို့လိုက်နေမနေ့ကမနေ့မှာမင်းတို့ဘိုးဒီနဲ့ပြည်သူတွေကဝေးရွာတွေကတော့မင်းတို့သွားပြီးတော့ ဆက်ပြဲစားရတယ်ငယ်လာလွန်စားရတယ်ပေါ့ဟုတ်လားအဲ့ဒီအောင်လို့ငယ်လာအခုရှိတယ်တဲ့ဒီလိုလည်းမျိုးဆိုးဆိုးသွားရတယ်တရားမင်းကြီးကတော့သင်ကိုပြီးတော့လည်းပြန်စောစောကြောင်းပါတော့ရာဟုကိုခိုင်းပြီးတော့စောစောရာဟုတောက်ပြီးတော့ဒီလိုကိုလည်းလည်းအဲ့ဒီပါဝင်ရအောင်ပေါ်ချာဆိုပြီးဆရာကြီးကပါတာတော့အဲ့လိုနဲ့တပည့်တွေလည်းပြုလို့တော့ပါပဲဆရာကြီးနဲ့လည်းတော့တော့ချက်ကောင်းလေးကိုတောက်ပြီးတော့သင်တော်ဖွေကြတယ်အဲ့လိုသင်ပြီးတော့အဲ့ဒီကြောင်းသားတွေကစောစောက ပေါင်းမျိုးတွေကဖြစ်လာတဲ့အကြောင်းမှာပါတယ်။သူကအပြင်းထက်ခံပေါ်အရာရာကိုအချိန်ဆွဲတဲ့လက်ခံပါလာတယ်။အခုလိုရတဲ့လူကိုအခုလိုလိုက်ဖို့သူ့ပါတယ်ဝင်လေးရဲ့သဘောပေါ့။နေရှိရဲ့ရှိဆိုတဲ့သဘောမျိုးပေါ့ဒီဟုတ်လား။အဲ့ဒီဘာဝလေးအဲ့ဒီဘာဝလေးသူ့မှာပါလေဆိုရတယ်။အဲ့ဒါကလေးတို့တို့လေးရောက်ပြီဆိုတော့ဒီနေ့ဒီနေ့ကျောင်းသားတွေကတော့သင်ကြားအောင်ဆိုပြီးတော့အင်ဂျင်နီယာတွေရောစာကြားထွေးရထွေးရဖိရဖို့ ိုးကလည်းတော်တယ်ကိုရောက်ပြီဆိုရင်ဆောက်ကြည့်ဆောက်ကြည့်တော့ဘာဖြစ်လို့ဆိုတော့ရေသဖန်းနေနေတယ်ဖြစ်တယ်ဖြစ်ကျင်လာတဲ့ရေသဖန်းနေကြီးကအရွယ်ကြီးကကျွေးနေတော့ရေသဖန်းနေဆိုတာအရွယ်ကျွေးနေလို့ရှိရင်ချင်းရောက်တယ်ကြီးနဲ့အတန်းတို့တယ်ဟုတ်လားအဲ့ဒါဒီမှာဒါကြီးကိုချင်းရောက်တယ်ကြီးလို့ချင်းတယ်ကျဲဘာလို့လဲဆိုတော့အဲ့ဒီဒီဘာကိကြီးကိုပဲရောက်ဖို့ပြီးတော့သူ့ပါလာတဲ့အစိုးရပြင်းပြီးတော့အဲ့ဒီပေါ့ဒီနေ့ဒီနေ့ဘာသာပြည့်ရတဲ့ဒီ ဒီအရိယာမာရီမင်းကြီးပေါ်တဲ့ပြီးတော့အတိုင်းရောက်နေချုပ်ပြီးတော့တော့သာလိုက်ရအောင်ရတယ်ပေါ့အဲ့လိုလေသူကမြင်တာပေါ့ဒီအခြေခံဟုတ်လားအဲ့ဒါလည်းအဲ့ဒီတွေကိုကောင်းဖို့ပြီးတော့ပြေးလိုက်တယ်ခဏလေးနဲ့အိတ်ပေါ်သွားတယ်အဲ့တော့လည်းတကယ်ကြီးတွေကသိနေရတာပြီးတော့အကုန်လုံးသိကြီးတွေတွေ့ပြီးတော့ပို့ပြီးတော့ကျန်လာကြတယ်အဲ့ဘက်ကဘာလဲဆိုတော့တကယ်ကြီးတွေကသူ့ကိုရှောင်းနေတာပြီးတော့တို့ပါပေါ့အဲ့လိုမြင်ထားပေါ့အဲ့ဒီတော့သူကလည်းရည်ရွယ်ချက်အရအကုန်လုံးပြရတော့ကျောင်းပုံကြီး ုမှာတဲ့ဟာတွေတော့ပါပါရဲ့ဆိုတော့ကတို့ရမယ်ကိစ္စကိုဆိုတော့လုပ်ရတာပဲအဲ့မှာပြည်နယ်တို့တွေကစတယ်ဒါပေမဲ့သူကစဉ်းစားတာကကြီးကတယောက်တည်းကြီးဆိုတော့အချမ်းနဲ့ပုံလေးဒီအဲ့ဒါလည်းအပအဲ့လိုလူတွေရှိလို့ကမရဘူးအလုံးသေးရင်လေအဲ့ဒါလည်းမရတော့အတိုင်းချိုးရတော့ဝေးအောင်ပြချတယ်လူကြီးရဲ့ပြန်ရည်ထရာလို့ဆိုတော့ဘာဖြစ်လို့ဆိုတော့ အဲ့ဒီနေသနာကိုရှင်းရင်းနဲ့အခက်မတဲ့တော့ရှင်းလိုက်တဲ့အခါကရုပ်တည်းရဲ့ရှင်းပြီးတော့အကဲကသူ့ရဲ့မျက်လုံးကိုထိုးပြီးသွားတယ်။အဲ့ဒါမျက်လုံးတစ်ဖက်ကပေါက်သွားတယ်၊သွေးပါလေပေါက်လာ။အဲ့ဒီမှာသူအနမ်းမှချင်းနေပေါ့။အဲ့ဒါနဲ့တစ်ဖက်နဲ့မျက်လုံးကိုပိတ်ပြီးတော့ပထမဘဝဆက်ရတဲ့ရှင်းရှင်းပြီးတော့ရတော့တဲ့အဆူလေးအချောင်းပေါ့နော်။အဲ့ဒီအင်းအဆူလေးကိုမစိုးရတော့ရှိပြီးတော့နောက်ပါလေမြန်မြန်ကြည့်လိုက် အင်းလေးကရှိတော့ဘူးဟောလုံးနဲ့လုံးတဲ့အချိန်မှာလုံးပေါ်လာတော့အကုန်လုံးကရှုပ်သွေးကုန်တယ်ဉာဏ်စိတ်နဲ့ပြည့်နေတော့ဒီရှေ့ဆက်ပြီးတော့နားတော်ပြီးဘာလို့ရှုပ်သွေးဦးလဲဆိုတော့မမီဘူးတော်တော်နဲ့ကိုယ်တွေကရှေ့ရောက်သွားပြီးအိမ်ရောက်သွားပြီးဒီလိုကိုယ်လုံးရှိပြီးတော့ထားတယ်အဲ့ဒီကြတော့မှသူကရောက်သွားတယ်နောက်ဆုံးမှာကျောင်းတော်ကပြောတယ်လို့သူရဲ့ဆင်းရဲဆိုးကြီးကိုချဖြေပြီးတော့သူရဲ့ဆင်းရဲဆိုးကြီးကိုအပေါ်ထမ်းမှပြန်လိုက်ဟောဘယ်နဲ့လဲတာလဲခါကျတော့ ရာဇဝတ်ကတော့ရာဇဝတ်မရှိဘူး။ဘာလို့ရာဇဝတ်မရှိရလဲဆိုတော့ကျွန်မကတော့သုံးရထားတယ်။ဒါပေမဲ့ကျွန်မကရာဇဝတ်ယူနေဆိုတော့မိခွေးကိုဒီနည်းကိုလာပြီးတော့အပေါ်လုံးကတွေ့ရခြင်းကိုလည်းကျွန်မကလည်းရှင်းချသွားတယ်။ကြည့်ကြတော့လည်းအဲကအောက်ကိုအစိုးရဆိုတော့မင်းမွေးတယ်မနဲ့လင်းလာတဲ့တော့ဒီကမွေးလို့မရဘူးကျွန်မကလည်းတစ်ထိုင်နေနေဒီပိုင်းဟုတ်လားအဲ့တော့ဝိရုကန်ကျွာသွားဖို့ရာဘူးတော့တယ်ဆိုတော့ရာဘူးပါမရှိ လက်ရှိတဲ့အခါကျတော့ဒီကနေဒီကျောင်းသားတို့ကကျောင်းဝဆုံးတော်လို့မကြ။မြင်ရတဲ့အခါကျတော့တရားကြီးကအေးမင်းတို့ကိုဆုံးတော်လို့ပြောတာကဘာကြောင့်လဲသွားရတာလို့ဆိုတော့တချို့ကျောင်းအပေါ်ရှင်းပြ။ကျောင်းဝရှိဖို့ဘာကြောင့်ရှိတော့သင်ဆိုလို့ဒီလိုကြီးလို့ဒီနေ့တို့ကပြောရတော့ပေါ်ပေါ်မြင်တဲ့ကောင်တွေလက်ရှိဟောအဲ့မှာပေါ်လာတယ်နော်။အဲ့ဒါလည်းအဲ့ဒီကိုပေါ်ပေါ်ဆိုတော့ဒီလိုတစ်ခါပါဖြစ်နေတယ်။ကျန်တယ်။အဲ့ဒီမှာပြရတော့ ဒီလေအရှင်လုပ်ရမယ်အတွက်ကိုနောက်မှလုပ်မယ်ဆိုလို့ရှိရင်တော့ဟုတ်လား၆တရားနေတဲ့တိက္ခတ်ကိုနင်းချေလိုက်လို့အဲ့ဒီပုဂ္ဂိုလ်ရဲ့ဘဝပြတ်သွားနိုင်တယ်ဘောရရှိတော့တယ်ဘယ်တော့မှမရတော့ဘူးတော့ဒါအနုမဆန္ဒတွေတော့မှာပဲလောကီကျောင်းမှာကြည့်တယ်ဆိုရင်လည်းအလောအုံးတည့်တယ်ပေါ့နောက်တော့တရားကျောင်းမှာကြည့်တယ်ဆိုရင်လည်းအနုမတန်ဖို့ရှိပါတယ်ဒီအကြောင်းအရာလေးကဒါကတော့ဘုရားရဲ့သောတာပန်နဲ့တွေ့ရတာမှာ လုံးနဲ့လုံးနဲ့ရဲ့အလုံးမှာဘာလို့လို့နေရင်ဘယ်အလုံးဒီအလုံးနဲ့လုံးအလုံးနဲ့ဆုံးအလုံးဖြစ်တယ်လေအလုံးနဲ့ဆုံးအလုံးဖြစ်တယ်လေလို့နေရင်တံခိုးအရှိဆုံးအလုံးဒီအလုံးနဲ့ဆုံးအလုံးထိုက်ဆုံးအလုံးကိုဖြေရမှာနော်ဒါနဲ့ဘယ်အလုံးကတံခိုးအရှိဆုံးအလုံးလဲလို့နေရင်ဆိုရင်တော့သတိဌာန်ဘာဝနာကိုပွားရတဲ့လူဟာတံခိုးအရှိဆုံးအလုံးပါပဲဖြေရတာတော့ဒါပေမဲ့ဒီဘာဝကိုပွားရတဲ့လူဟာတံခိုးအရှိဆုံးအလုံးပါပဲလို့ပြောနိုင်လို့လားပြောနိုင်တယ် ဘာကြောင့်လဲလို့ရှိတယ်လို့ကြည့်ရတယ်ဆိုတော့အဲဆန္ဒကတော့နိဗ္ဗာန်ကိုမျက်ပေါက်ပြနေတာလေအစဉ်အမြဲတို့ဘာတွေကိုဒီလိုဆိုသွားနေတာလေဒါကြောင့်ကိုယ့်ရဲ့အမြင်ကြီးမားရင်ကြီးမားတော့ကျင့်ပြနေကျင့်ပြတော့ကိုလိုရတဲ့အလုပ်တွေကလည်းအမျိုးမျိုးကိုပြန်သွားနိုင်လို့လားသွားနိုင်တယ်နော်အလုပ်တွေကတော့မျိုးလိုရှိတာနော်ဒါပေမဲ့ဒီအလုပ်တွေအလုပ်ကိုကိုလုပ်ပြီးတော့ဘယ်လိုအလုပ်ရဲ့အကျိုးဆက်ကိုကိုဘယ်လိုရမလဲဆိုတာကတော့ ကိုယ့်ရဲ့ဉာဏ်နဲ့ကိုယ့်ရဲ့ဆုံးဖြတ်ချက်ဒါတွေပေါ်မှာမမတည်ဘူးလားဒီဒါလည်းကျောင်းကနည်းနည်းလေးပြင့်ပြီးတော့ဝေဖန်ကြည့်တာပေါ့ဒီနေရာမှာဦးကျော်ကနာပုလာစကမ္မန္တာဆိုတာအဲ့လိုချက်ပြီးသွားနေတဲ့အလုပ်မျိုးကိုမလုပ်ရဘူးအလုပ်ကိုရှင်းရှင်းလင်းလင်းလုပ်ဖို့လိုတယ်အလုပ်ကိုရှင်းရှင်းလင်းလင်းလုပ်ဖို့ဆိုရင်လည်းအခုပြောခဲ့ပြီးအချိန်မှန်မှန်လုပ်ဖို့လိုတယ်တဲ့တော်အောင်လုပ်ဖို့လိုတယ်၊မပြင်းဖို့လိုတယ်၊ဝိရိယရှိဖို့လိုတယ်၊အလုပ်ကိုမပြည့်စုံဖို့လိုတယ် ဇလုံးကြီးပဲပိုင်းဆိုင်ရတာပြီးတော့ပြေးသွားလို့နားနဲ့ကိုယ်နဲ့ကြိုးနေတော့ဒီအလုပ်ကိုအလုပ်နဲ့ရှင်းအောင်လုပ်နိုင်မှစီဝါဥစ္စာဆိုတာတွေ့တတ်နိုင်တယ်။စီဝါဥစ္စာဆိုတာတွေ့တတ်ပါလေတဲ့ဘဝဆိုတာဒီကမှာလို့ရင်တော့အစင်ကြီးလေးနေလို့ရတယ်။တရားဟောတာရှားလို့ရှင်လည်းဆရာဖို့ပို့ပြီးတော့အဖက်သားနေပေါ့။ဟုတ်ရလား။ဒါကြောင့်အဲ့လိုလောကီအကျိုးကျေးဇူးလောကဓာတ်အကျိုးကျေးဇူးဖြစ်ဆုံးပါတဲ့ရာမြတ်ဖြာတော့အကျိုးကျေးဇူးတွေကိုဖြစ်စေတဲ့အတွက်ကြောင့်ဒီအနာကုသစကံတာ ဘလို့ကိုရှင်းအောင်လုပ်ခြင်းတွေလည်းမင်္ဂလာတရားဖြစ်ရတယ်။ဒါကြောင့်မင်းတို့ကတော့မင်္ဂလာတရားတွေလည်းမပါလို့ရ။သုံးပါးလိုလည်းပြောလို့ရတယ်၊လေးပါးလိုလည်းပြောလို့ရတယ်၊ငါးပါးလိုလည်းပြောလို့ရတာပဲဟုတ်ရဲ့လား။ဒီဒါပေသုံးတဲ့ရှိပြမင်္ဂလာလို့ပြောမယ်ဆိုရင်တော့လေးပါးစီရည်နေပေါ့နော်။ဒီမာတုဥပဒ္ဒါနာ၊ဒီတုဥပဒ္ဒါနာဘုရားသာသာသင်္ခါ